လက်ယုတ်စုဟာစူးဥရာရာတီတို့ရောက်လာခဲ့သည်အတိုက်ထဲမှာဥပောင်းတရာကျော်ထွက်ခဲ့တယ်ပြီးတာနဲ့အတိုက်ကိုတဲနဲ့ဖုံးပြီးမြင့်စီတို့ပြန်လဲထွက်ခွာသွားကြသည်ဆလာကြပြီးနောက်လက်ယုတ်တွေကပေါက်ပွားလာခဲ့တယ် လက်တွေကကောင်းသေးပြီးသူတို့ရဲ့တိတ်မေကြီးတဲ့စတုံအောင်ပူသေးတယ်။လက်ကလေးတွေရဲ့အတိုက်ဟာစတဲတွေနဲ့ပိတ်မိနေတယ်။ဒီပင်ကတဲတွေကမာကျောနေတယ်။လက်ကလေးတွေလျှောက်စင်နိုင်ကြည့်ရာကတစ်ခုပဲရှိတယ်။မိုးရွာတာနဲ့တဲတွေဟာပြော့ပြောင်းလာပြီးဒေသဘောက်ကလေးတွေဟာချက်ပေးပြီးသူတို့အတိုက်ထဲကဖျားမဲ့အချိန်ပြော့ပြနေပြပါပဲ။လက်ကလေးတွေဟာတိုက်ထဲကနေဆူထွက်လာပါပြီ။ ပထမကျော်တဲ့အင်းငယ်တဲ့လက်ကလေးတွေကမျက်စီတို့ဥတီပြီးထွက်လာခဲ့ကြတယ်။ဘေးဆောင်ကမ်းခြေပေါ်မှာအစ်စ်ပေါက်တဲ့လက်ကလေးတသန်းဟာမေဇုံတော့ရဲ့မိချောင်းတွေရဲ့အစာဖြစ်လာခဲ့တယ်။ကားပေါက်တွေကရွေးချယ်စရာမရှိဘူး။ခြေရောက်ကတော့ရောင်းကူးဖက်သွားရတယ်။ကံကောင်းပြီးမမြောက်သွားတဲ့လက်ကလေးတွေကတော့ဒီနေ့မှ ဥယျာဉ်သူတို့ရဲ့နေရာကိုပြန်လာကြလိမ့်မယ်။